အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒါကျွန်တော်မနေ့က wine down နေလို့ကျွန်တော်ပြပြရခြင်းနာပါ။လူမပြောင်းပါဘူးတီလူပါပဲ။နောက်နှက်ခမ်းမှုရိပ်ပြီးတော့စပင်ညက်လိုက်လို့ကလေးရုပ်ပေါက်သွားတာတစ်ခုပါပဲ။အဲကျွန်တော်ဟာ announcer တယောက် announcer ပြောင်းသွားပြီလား wine down ကြမနောက်ပါဘူး။ဒါဒီတယောက်ပါပဲ။နှက်ခမ်းမှုရိပ်လိုက်ရင်ကျွန်တော်ရုပ်ကဒါလုံးဝဒွေးရနေပြီးတော့ ဒါကလေးရုပ်ပေါ့ဗောနော်ဒါကျွန်တော်ကုတွေးရုပ်ကရောခက်ချောချောဆိုတဲ့အတက်မှာနှာခမ်းမွေးလေးရိတ်လိုက်ရတယ်အဲ့ဒါကျွန်တော်ကောင်မလဲကျွန်တော်တချင်နှာခမ်းမွေးမရိတ်ပါနဲ့ပဲပြောတယ်ဗောတော့ကလေးရုပ်ဖြစ်ဖြစ်သွားလို့အတက်မှာအဲ့ဒါအဲ့ဒါအားဒီဗောဗျာအတက်မှာရုပ်ချောရတဲ့အနေကခံရတယ်ဗျာအဲနောက်တာပါဘောကိုမင်းထောင်းနဲ့ပြောင်းကိုနင်းထောင်းနဲ့ပေါင်းပြီးအဲ့လိုဖြစ်သွားတာအဲ့ဒါလက်ရှိမှာဒါကျွန်တော်တို့ Chelsea အသင်းကတော့ဒါကျွန်တော်တို့ Conference League Champion ဖြစ်သွားလို့လာခဲ့ဖြစ်ပါတယ်ကျွန်တော်ပြောခဲ့တယ်ပဲ underdog တွေပါနေနားမလဲဘူးဒါကျွန်တော် Chelsea အသင်းရဲ့ဒီနေ့ပွဲစမှာသူတို့လှုပ်ရှားရှိတာလှုပ်သွားခဲ့တယ်ဒါပေမဲ့အမှန်တရားပြောမယ်ဆိုတော့ဒါကျွန်တော်ပထမပိုင်း55မိနစ်က underdog တွေတွေ့တာကျွန်တော် at least တော့ okay ဒါဒီနှစ်တစ်နှစ်လဲ underdog နဲ့များဖြစ်အောင်မလားဆိုတော့ဒါပျော်ရွှင်မှုတွေတော့ ခက်တာခဏရခဲ့တယ်။ဒါပေမဲ့ Chelsea အသင်းကဒါဒီနှစ်မှာဒါ underdog တွေ fly ရတဲ့နှစ်တစ်နှစ်ကိုချိုးပြပြခဲ့ပြီးငါတို့ကဒီနှစ်မှာ Titan ခဲ့တယ်ဆိုတဲ့အကြောင်းဆက်လက်ပြီးပြသခဲ့တယ်။ဒီနှစ်မှာဒါကျွန်တော်ပြောရမယ်ဆိုရင်ဒါ Copa Martel ကတကယ်ကို big game player ဆိုတော့ဆက်လက်ပြီးပြသခဲ့ပြီးတော့ကျွန်တော်ကြိုက်တဲ့ကျွန်တော်မြင်နေကျွန်တော်ပြောရပါ Chelsea ပြည်သက်တည်လိမ့်မယ်။ကျွန်တော်လက်ရှိမှာ Premier League မှာကျွန်တော်အကြိုက်ဆုံးကွင်းလည်းက Chelsea ကွင်းလည်းဆိုကျွန်တော်ခဏခဏပြောလိမ့်မယ်။ ကိုက်စီလိုအန်ဆိုဖာနန်ဒက်စ်ကိုပါမှာဒီထရင်ဂူလာကွင်းလေကကျွန်တော်တို့ကတကယ်ကိုတော်တော်လေးကိုသဘောကျတဲ့ဘဲလန့်အရန်ညီတဲ့ကကွင်းလေကစားသမားဖြစ်တယ်ဒီကွင်းလေကစားသမား၃ယောက်ကယူပေးတဲ့ conference league ကို Chelsea ရသွားတယ်လို့ဆိုမယ်ဆိုရင်လည်းကျွန်တော်အနေနဲ့မှားမယ်မထင်ဘူးအဲ့တော့ကျွန်တော်ပွဲကြုံမှာပြောခဲ့တယ်သူပဲဒါကျွန်တော်အားအနေ underdog ကို crave ဖြစ်ကျွန်တော်အမြင်နဲ့ပြောကျွန်တော်ကလူတို့မင်းစပါးနဲ့ကြားရတယ်ခုနစပါးနဲ့တော့ကျွန်တော်အသိမလို့ကျွန်တော်ကကျွန်တော်က ကြိုက်တာလေဒီလားကျွန်တော်ပြောတာဟိုအန်ဒရော့စပါအန်ဒရော့ဖြစ်နေလို့ကျွန်တော် United ကိုကြိုက်ဟို United ကိုဟိုမကြိုက်ဘဲစပါကိုကြိုက်တာမို့ကျွန်တော်ကိုယ်တိုင်စပါပရိသတ်ဖြစ်နေလို့ကိုကျွန်တော်စပါကိုကြိုက်တာလေဒီလားကျွန်တော်ပြောအန်ဒရော့ကို ကြိုက်နေတာပေါ့အဲ့တော့ကျွန်တော်ပေါ်မှာကျွန်တော် underdog ဆိုတဲ့စကားလုံးကိုကျွန်တော်ပို့ပြီးတော့မုန်းတယ်။ဘာကြောင့်လဲဆိုတော့ကိုရီနဲ့ Leicester နဲ့တုန်းကလည်းဟာသက်မာတာ Leicester ကိုပဲဖလားရစေချင်တဲ့လူတွေကြီးပဲအကုန်လုံးကဟာဟိုလိုလိုဒီလိုလိုအကုန်လုံးဟိုလိုလိုဒီလိုလိုဆိုပြီးတော့ဖြစ်နေတဲ့လူတွေကြီးပဲတည်လာ။အဲ့တော့ကျွန်တော်ပြောချင်တာကဗျာအဲ့တော့ underdog ဆိုတဲ့လူတွေထဲမှာမှကျွန်တော်ကဘာလို့ကိုရီအောင်မရလဲ။လက်ရှိမှာ Chelsea တင်းဆိုတဲ့ကြည့်တယ်လေ။ဖလားမိုးကောက်မှုပျောက်ဆုံးနေတာဘယ်လောက်ကြပြီလဲ။ဒါတွေကိုကြည့်မယ်ဆိုရင်တည်တည်ချာကြည့်မယ်ဆိုရင်ဒါ Chelsea တင်းနဲ့တကယ်ကိုလူအပ်နေတဲ့ဖလားတစ်ခုပဲ။ဒီဖလားက Chelsea တင်းရဲ့ဒါခုနကပြောသူ Chelsea တင်းလို့တင်းပြောတော့ဒီဖလားကဒါပြန်ကြည့်မယ်ဆိုရင်အများကြီးတော့မဟုတ်ဘူး။ ဲ့မဲ့လိုအပ်တဲ့ push တခုလိုအပ်တဲ့လောင်စာတခုဖြစ်သွားနိုင်လေဆိုတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ပုတ်ကူကြီးကကျွန်တော်တို့မြင်မိတယ်ဒါကလက်ရှိဒါ reality တခုလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ချက်စင်းစင်းနဲ့ deep fly ရပြီးတဖြည်းဖြည်းပြန်တက်မယ်ဒါကျွန်တော် conference league ရဲ့ဒီနေ့မှာ champion league ဝင်တယ် champion league ကိုဘယ် city တက်ပြီးတော့ဘယ် flat ဆိုမဖီဖီမော်ပြောလို့ပဲဗျဟုတ်တယ်မှာကျွန်တော်လက်ရှိမှာ Mourinho ပြောခဲ့လို့ပဲချက်စင်းစင်းက conference league ယူရမယ်တင်မို့ချက်စင်းစင်းက champion league ကိုမှတ်ရမယ်တင်ကျွန်တော်ခဏခဏပြောတဲ့ Chelsea အသင်းရဲ့ DNA ဆိုတာဒါမျိုးကိုပြောတာဖြစ်တယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါ Chelsea အသင်းနဲ့ဒါကျွန်တော်တို့ the တကယ်ကိုလမ်းပြန်ထွက်နေတာပါမှာပဲမရှိရှိတဲ့ chances တွေကညောင်း chances လုပ်ခဲ့တယ်ပထမဆုံးအတွင်းကမှာဒါကျွန်တော် Chelsea အသင်းရဲ့ခုနောက်ပိုင်း signature လို့ကိုရီသင်းတော့အဲ့လိုပုံစံမျိုးပဲတွင်းခဲ့တာလीမမဲရ်စပါ့ကိုပေါ့နော်ဒါကိုပါမှာပြဖို့မှုက Enzo Fernandez တွင်းခဲ့တဲ့ပုံစံမျိုးတိုင်းပဲဒီနေ့ဘွဲ့စမာရီယဲဘက်တစ်ကိုဒီပုံစံမျိုးဒါကျွန်တော်တို့တွင်းခဲ့တယ် Enzo Fernandez က40နဲ့65မိနစ်မှာစတွင်းခဲ့တယ်ပြီးတော့ဒါခုနောက်ဒုတိယအတွင်းကမှာကိုပါမှာရဲ့ဒါကျွန်တော်တို့ space ရှာပုံရှာနီးကအင်မတန်မှပြောင်မြောက်လွန်ပြီးတော်လွန်းတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်တကယ်ကိုလမ်းပြန်ထွက်တဲ့ဒါကျွန်တော် Chelsea အသင်းကိုကျွန်တော်တို့ တာကိုပါမစီကွားနေရောအပြေဝါတွေးခဲ့ရတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ကိုပါမတော်တော်လေးကြာကျွန်တော်ကစားသမားဟိုတာပြန်ကြော်ပြီးပြန်ပေးလိုက်တဲ့ပုံစံမှာနီကိုလက်ဂျက်ဆန်တက်တဲ့ GC ကိုတရောက်သွားခဲ့ကျွန်တော်ပထမလက်ထိရတော့နေတဲ့ဘောက်အေဒရီယန်လက်ကိုအသေးပုတ်ပြလက် VR ပြန်ကြည့်ရဆိုမှာလက်မထိဘူးဒါလုံးဝပေးဖို့ပေးရမယ်ဒါကျွန်တော်တို့ သွင်းကိုတူကိုဖြစ်တယ်ပေါ့နော်အဲ့တော့ Chelsea က2-1ဖြစ်သွားချိန်မှာ Real Betis ကလုံးဝတက်ပြတ်သွားပါပိုဆိုးသွားတာမိနစ်80လောက်မှာဒါ Real Betis က2-1ဖြစ်သွားချိန်မှာလုံးဝတက်ပြတ်သွားတဲ့ပုံစံဖြစ်သွားခဲ့တယ်အဲ့ Kansas ကလည်းမယုံနိုင်တာ overlap တွေဆွဆက်ပြီးဒါ Real Betis ရဲ့ fullback တွေကလုံးဒါခုနပေါ်တဲ့ဂိုးသမားတွေဒါပြောမယ်ဆိုဗျာဟို Chelsea အသင်းကဒီနေရာမှာဒါလူငယ်ရင်းနဲ့စုဖွဲ့ထားခဲ့မယ် Chelsea အသင်းကဒါအရင်က Champion ခဏခဏဖြစ်ဖက်ဘူးတဲ့အသင်းအသင်းပြီးပြီးဒါတော်တော်လေးကိုတော်တော်လေးကိုစိတ်ငြိမ်စွာနဲ့ဒါဟိုကစားသွားခဲ့လို့ဆိုအောင်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်ခါတိုင်းတစ်သက်လုံးပလိန်ရခဲ့တဲ့ Enzo Moresca ကလည်း သူ့ရဲ့အကွက်ကလည်းအလုဖြစ်ခဲ့တယ်လို့ဆိုရမှာပါဒါခုနပြောလို့အဓိကဒုတိယပိုင်းပဲเนาะဒုတိယပိုင်းဒါ Chelsea အသင်းရဲ့ပြောင်းလဲမှုကတော်တော်လေးကိုဒါအသက်ဝင်သွားခဲ့တယ်လို့ဆိုရမှာဒါ Malo Gusto ကို Receiving နဲ့လဲတဲ့အပြောင်းရွှေ့အကုန်လုံးပေါ့เนาะဒါသူ့ရဲ့ move တိုင်းကဒါ Enzo Moraes ကအဆိုးတော်တော်လေးဆိုဒါပေမဲ့အဓိက Enzo Moraes ကတော်တာမှန်တယ်ဒီဒါဒုတိယပိုင်းမှာမဆိုးသူ့ရဲ့ change ချက်စီကမှန်တယ်ဒါပေမဲ့တကယ်တမ်းပြန်ပြီးတော့ချီချူရမှာ Chelsea အသင်းရဲ့ဒါကျွန်တော်ကွင်းလေပိုင်းကစားသမားတွေကအင်မတန်မှတော်တဲ့ကစားသမားတွေလို့ကျွန်တော်နင်မြင်တယ်တကယ်ကိုဒါကျွန်တော်တို့ highly rated ပေါ့เนาะ Moise Caicedo ဆိုရင်တကယ်ကိုစောက်ရမ်းက ကောင်းတဲ့ defensive midfielder တယောက် Enzo Morena ဟို Enzo Fernandez ကကျွန်တော် level တစ်ခုရလာလုံးဝစောက်ရမ်းမိုက်တဲ့ center midfielder တယောက် ပါမှာ AM လုံးဝပြောစရာမလို့ next level ကစားသမားတရအဲ့တော့ပြောချင်တာဗျအကုန်လုံး next level ဒါကွင်းလည်းကစားသမားစူးစီးရဲ့အချိန်မှာတကယ်တော့ real practice ဆိုအသိမှုနဲ့ရှင်နေမှာကျွန်တော်ပြောမစုံ quality ကအရန်กว่าသွားတယ် quality กว่าသွားတဲ့ဥစ္စာကဒါဒီနေ့ပုံစံမှာစကားပြောသွားခဲ့အဲ့တော့ဒါဒီနေ့ပုံစံမှာချိုးစီးတင်က9 10 9ထိုက်လို့9သွားခဲ့တဲ့ပွဲစဉ်ဆိုရင်တော့ကျွန်တော်နေသိပြီးအများကြီးပြောစရာမလိုဘူးဒါပေမဲ့ချိုးစီးတင်ကို congratulation ပြောရင်းတယ်ပဲထပ်ပြီးပြောစရာလိုတာချိုးစီးတင်ကဒါလက်ရှိမှာ Europa League ကျွန်တော်ဒါပရီးမီးယားချန်ပီယံလီဒါလက်ရှိဒါကွန်ဖရင့်လီဒါပြီးစူပါကပ်ဥရောပမှာရှိသမျှဖလားအစုံကိုတင်ထားခဲ့တယ်ဒါကျွန်တော်ပထမဦးဆုံးစံချိန်တင်အသစ်တစ်သစ်နဲ့ဖြစ်လာခဲ့တယ်အတော့ကနေကျတော့အကလုံးဝိုင်းတော့လန်ဒန်မှာဥရောပဖလားစုံစုံလင်လင်ကြည့်ကျင်နေဆိုရင်တော့ချက်ဆီအသစ်မှာသွားကြည့်လို့ရတယ်ဆိုတဲ့စကားလုံးကပို့ပြီးတော့ပြည့်စုံသွားခဲ့တာအခုလက်ရှိမှာဥရောပတယ်မဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ sorry လန်ဒန်တခုတည်းနဲ့မဟုတ်ပဲဒါကျွန်တော်လက်ရှိအင်္ဂလန်မှာဥရောပဖလားဆဆုံလလင်ကြည့်ကျင်နေဆိုရင်တော့ Chelsea အသင်းရဲ့ဒါကျွန်တော်ပြကန်းကိုတွားရုံနေတယ်ပြည်စုံသွားပြီဆိုတဲ့စကားလုံးတစ်ခုကိုတော့အမေတဲမှာပါပါပါအဲ့တော့ဒါဘယ်လိုပဲပြောတာ Chelsea အသင်းနဲ့တကယ်ကိုဒါကျွန်တော်ဒီနေ့ပွဲဆိုမှာသူတို့အနေနဲ့ဖလားရတဲ့ကြောင်ဘာလို့ထိုက်တန်ကြောင်ဆက်လက်ပြီးပြသခဲ့တယ်ဒီနေ့ပွဲမှာဒါကျွန်တော်ပြိသက်တွေရဲ့ဒါအချစ်တော်လေးဖြစ်တဲ့ Jadon Sancho ဂိုးတကူတွင်းတာမှတ်ပေမဲ့ဒီကိုကသူ့ကိုဒါကျွန်တော် safe လို့ပြောကျွန်တော်တော့မတင်ဘူးဒါကျွန်တော်တင်တာတော့ Chelsea အသင်းနဲ့ဒီကစားသမားကိုဒါကျွန်တော်ပြန်ပို့မယ်လို့မြင်နေဒါ၄သမား၅သမ်းပေးပို့ပြီးပြ န်ပို့ဖို့အတွက်ဒါကျွန်တော်လက်ရှိမှာတော်တော်လေးကိုဒါအချင်းဒီဒီကသွားနေပြီလို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့မီသိုပင်စူးစီကမှချက်စီးတဲ့နဲ့ဒီနေ့မှာဒါကျွန်တော်တို့ Conference League Champion ကို try တနံဖြစ်သွားခဲ့တယ်နောက်ဆုံးအတွင်းကဒါကျွန်တော်တို့အလှပဲပေါ့နော်တော့လောကအမျက်ပဲဒါ Kaisido ရဲ့ twin goal ပေါ့နော်ဒါလက်ရှိမှာဒါကျွန်တော်တို့ချက်စီးအသင်းရဲ့တနှစ်တာအကောင်းဆုံးကစားသမားဖြစ်တယ်လို့လက်ရှိမှာချက်စီးအသင်းရဲ့ဒါဒီနောက်ပိုင်းနှစ်တွေမှာခေါ်ယူမှုအမှန်အမှန်ကန်ဆုံးကစားသမားရဲ့တယောက်ဖြစ်တဲ့ဒါကစားသမားကတော့ချက်စီးအသင်းအတွက်အလှပဆုံး twin goal နဲ့တူတာကျွန်တော်လုပ်ပြသွားအဲ့တော့ချက်စီးအသင်းကဒါကျွန်တော်တို့ကွင်းလေကစားသမားရဲ့ပတ်သက်ရင်ဘယ်တော့မှကန်ဆု ူးတဲ့တင်သက်မှုတကယ်ကိုအမြဲတမ်းကန်ကောင်းတဲ့တင်သက်မှုအထူးသဖြင့်ဒါ defensive midfielder ပေါ့နော်ဒါကျွန်တော်တို့ဟိုးရင်ကဲ market lily ခေခေကအခုချိန်ထိဒါကျွန်တော်တို့ဒါ Chelsea အသင်းက defensive midfielder နဲ့ပတ်သက် Angolo Kante Mikel Essien ဒါကျွန်တော်တို့အများကြီးပဲအရန်ကစားသမားကအစဒါ quality level မှာရှိနေတယ်ဒါ ကွင်းလေကိုအမြင်နဲ့ချက်စီးသင်းပိုင်ဆိုင်နေခဲ့တယ်အဲ့တော့ဒီနေ့မှာပြန်စမ်းသကြည့်မယ်ဆိုရင်ချက်စီးသင်းနေတာကျွန်တော်တို့ရဲ့ super lad ဒါကျွန်တော် Enzo Morris ကလည်းထပ်မှာပထမဆုံး super lad ရခဲ့တယ်ဒီနောက်ပိုင်းဒီ chart degeneration ရဲ့ chart တွေခင်မှာဒီဟာ super lad ပထမဆုံး super lad တစ်ခုအနေနဲ့ပြန်ဖြစ်ခဲ့တယ်အဖက်ဖက်ကကြည့်မယ်ဆိုရင်တော့တကယ်ကိုပျော်စရာရွှင်စရာဒါတကယ်ကိုဒါဘယ်လိုပြောမလဲ twin go တစ်ခုဒါပျော်ပျော်ပွဲအဲ့တော့ဟိုနာမတို့ချွတ်ကြဟာ conference don't let anyone tell you ဗျာတိလာဘာလို့ခမ ပြောပါပါခင်ဗျာပြောပါပါဘာလို့ဆိုဖလားဆိုတဲ့ဥစားဘယ်ဖလားပဲဗျာခဏခုနကဘာလို့ဘာဖလားပဲရကိုကဂိုးသွင်းနိုင်ပြီကိုကနိုင်မှဖလားရတဲ့ဖလားဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကိုတခုနကဘာလို့ပဲ Chelsea အသင်းက tight tight တန်တန်နဲ့ရသွားခဲ့တာဖြစ်တယ်တခုနကဘာလို့ဂိုးပြတ်တောင်နိုင်ပြီးရသွားခဲ့အဲ့တော့ Chelsea အသင်းရဲ့လက်ရှိမှာဒါကျွန်တော်ဒါက Enzo Muresca ရဲ့အစတစ်ခုဖြစ်ဖို့အတွက်မျှော်လင့်နေတော့ Topoli တို့အုပ်စုအတွက်ဒီယာကခုနကဘာလို့ပဲတွန်းအားတစ်ခုဖြစ်ဖို့အတွက်ကျွန်တော်မျှော်လင့်နေဒီနားမှာလည်းရောင်ရဲတင်းမတိမ်မဲနေတာကျွန်တော်ဒီထက်အများကြီးအများကြီးအများကြီးပို့ပြီးတော့ push လုပ်ရမယ်နှစ်တစ်နှစ်လို့ကျွန်တော်အနေနဲ့ပုံကူကြီး ယာကျွန်တော်မြင်မိရတယ်မှာပါအဲ့တော့လာမယ့်နေရာဒီမှာ Chelsea တင်းနေတာ Conference League တွေရထားတယ် Champions League တွေရထားတယ်အသင်းသင်းတွေနေတကယ်ကိုအကြီးစားတာကျွန်တော် Transfer Market မှာအလုပ်တွေအများကြီးလုပ်ပြဖို့လိုတယ် Chelsea တင်းနေဒီတိုင်းကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ကစားသမားတချို့နေရာတွေကလူသေးတယ်ကျွန်တော်အနေနဲ့မန်နေဂျာမှ Chelsea တင်းနေဒီပွဲစဉ်မှာတိချပြန်ကြည့်မယ်ဆိုတော့တောင်မန်တွေကိုသိပ်ပြီးအားမရသေးဘူး Chelsea တင်းနေလာမယ့်နေရာဒီမှာ Left Wing ကကောင်းကောင်းလူသေးတယ်လို့မြင်တယ်အဲ့တော့ဘယ်လိုပြော Chelsea တင်းနေဖြည့်တင်းရမယ့်ဥစ္စာတွေကိုဒါဒီလက်ရှိ budget တွေနဲ့အတူကောင်းကောင်းကြီးဖြည့်တင်းနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်တကယ်ကိုအလုပ်တွေအများကြီးလုပ်ပြဖို့ Chelsea တင်းအများကြီးအများကြီးလူသ ီးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်လို့ပြောရင်လည်း congratulation မှာ Chelsea သင်း Conference League Champion ပြင်ကိုတာဥရောပမှာဖလားစုံသိမ်းနိုင်တဲ့အသင်းသစ်ဖြစ်လာခဲ့ပြီလို့ပဲပြောရင်လည်း2024 2025 champion အသင်းကတော့ Chelsea အသင်းဖြစ်သွားလူခဲ့ပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါအကြီးဆုံးဖလားဖြစ်တဲ့ champion league တစ်ခုပဲချန်ပါတော့မယ်ဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 points ဆိုတော့ ਨੇ before you တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း youth sport media 3 points ဆိုတော့ ਨੇ TV Voice တွေလေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်း Click ဖို့မမေ့ကြပါနဲ့ဗျ။များများ Click မှာမမြင်နိုင်ဖြစ်ပါတယ်။အားလုံးကြွတူပါရဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးကြွတူပါရဲ့မမေ့ Click ပေးကြပါဗျ။များများ Click မှာမမြင်နိုင်ဖြစ်ပါတယ်။တေးပါရော